ွေးကောက်ပွဲရတော့လို့ခုနပြောတဲ့မေစုလက်ထက်တော်ကရွေးကောက်ပွဲတော့လွတ်လွတ်လပ်လပ်ထဲရလို့မို့ထဲခြင်းသိရှိတယ်ထဲလဲထဲခဲ့တယ်အခုလုံးမဲ့ရွေးကောက်ပွဲကြတော့ကိုကလည်းစိတ်မဝင်စားဘူးသူတို့လည်းမဲပုံးလဲမတင်နိုင်ဘူးကိုကလည်း PDF နေမြေရောက်နေတော့သူတို့လည်းလာပြီးမဲပုံးလဲမတင်နိုင်ဘူးတဲ့ခဲသော်ရှိလဲတို့ကတော့မထည့်ဘူး ရိပကမီးရှံလေးကြောင့်ကျန်းပါဖို့ပြင်ဆင်နေတဲ့ရွှေကောက်ပွဲတရဟာဘယ်အတိုင်းတာထိလွတ်လပ်ပြီးတရားမျှတမှုရှိနိုင်ပါမလဲဆိုတဲ့မေးခွန်းထုတ်စရာတွေပေါ်ပေါက်လာနေပါတယ်။စစ်ကော်မရှင်တပ်ဟာ2020ပြည့်နှစ်အထွေထွေရွှေကောက်ပွဲရလဒ်တွေကိုပယ်ဖြတ်ပြီးအာဏာသိမ်းယူခဲ့ပြီးတဲ့နောက်လက်ရှိမှာတော့2025ခုနှစ်ဒီဇင်ဘာလမှာရွှေကောက်ပွဲကျင်းပဖို့စီစဉ်နေပါတယ်။တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့် ပြည်ရန်မှာနေရဆုံကွာထွက်ပြေးနေရသူစုစုပေါင်းဟာ35သိန်း16000ကျော်ရှိနေပြီလို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့အောက်တိုဘာ28ရက်နေ့အထိအချက်အလက်တွေမှာဖော်ပြထားပါဗျ။အဲ့ဒီနေရဆုံကွာထွက်ပြေးနေရသူတွေအထက်က35.5ရာခိုင်နှုန်းဟာစကိုင်းတိုင်းကဖြစ်တာကိုလည်းတွေ့ရပါဗျ။ဒီလိုအခြေအနေတွေမှာနေရဆုံကွာတိမ်းရှောင်နေရတဲ့စကိုင်းတိုင်းကနေမျိုးကစစ်ဘေးရှောင်တယောက်ကတော့ ဆဲအုပ်စုရဲ့ရွေးကောက်ပွဲဟာလက်တွေ့နဲ့အလံဝေးနေစေဖြစ်တယ်လို့ပြောပါရယ်စစ်ကောမရှင်ကလှုပ်တဲ့ရွေးကောက်ပွဲတော့လုံးဝလက်ခံမှုအတိုင်းတာဘာမှမရှိပြည်သူတွေလက်ခံမှစီရင်လက်ခံမှသာလျင်ရွေးကောက်ပွဲဆိုတာကလုပ်လို့ရပြည်သူလက်မခံမနဲ့သူတို့ရွေးကောက်ပွဲလုပ်လဲလုပ်လုပ်ပဲမင်းနဲ့ပြည်သူကြည်ပြူမှ ရှေ့ရာဇဝင်ရဆိုရင်ဗိသိက်ခံလို့ရမင်းနဲ့ပြည်သူမကြည်ပြူးပဲနဲ့ဘယ်တော့မှဒီကောက်ရဲ့ယူကောက်ပွဲအောင်မြင်မှုမရနိုင်ဘူးဘလောက်ပဲလှုပ်လှုပ်မလှုပ်လှုပ်သဘောမတူဘူးမကြည်ပြူးဘူးဘာလို့သဘောမတူဘူးမကြည်ပြူးတာလို့ဆိုလို့ရှိရင်ဒါအာဏာရအနိုင်ပါတီဒေါံဆန်းစုကြည်တို့တမရာကြီးဦးဝင်းမြင့်တို့သူတို့နိုင်ထားတာပဲဘာလို့လူယူတာတော့လူလည်းယူသေး ဒီပွဲမှာငါမမင်းလားမလုပ်ဝရင်ပတ်မှတ်ကြီးဓာတ်နဲ့ထိုးဖောက်မယ်ဆိုတဲ့ကောင်အဲ့ဒါကြောင့်မို့ဒီယူကောပွဲကိုလုံးဝစိတ်ဝင်စားမှုမရှိဘူးဆစ်ဆောင်တွေဟာမဲပေးဖို့ဝေးစွာအသက်ရှင်နေရေးအတွက်နေ့စဉ်ရုံးကန်နေရတဲ့အချိန်မှာရွေးကောက်ပွဲကိုစိတ်ဝင်စားရှိဖို့အတွက်ဆိုတာမဖြစ်နိုင်ဘူးလို့သူကဆိုပါတယ် တရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲတရက်စွာနိုင်ငံသားတိုင်းဒန်းတူညီမျှဆန္ဒမဲပေးခွင့်ရှိရမယ်လို့ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြီးညာစာတမ်းအပိုင်း21နဲ့ပြည်သူ့ရေးရာနဲ့နိုင်ငံရေးအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာ Convention ICCPR ရဲ့အပိုင်း25ရီမှာရှင်းလင်းစွာဖော်ပြထားပါတယ်။ဒါ့ပေမဲ့မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်နိုင်ငံသားတိုင်းမဲပေးနိုင်တာမရှိကြပါဘူး။ ိုပြေးရလောဒုက္ခရောက်တာ ਨੇ အဲ့အပိုင်းပြတက်ကရွေးကောက်ပွဲလုံးမဲ့ဥစ္စာကိုမေးတော့တတိကိုမရဘူးမေးမေမော်မော်ပဲအဲ့ရဲမဝင်သားဘူးအသက်ကြောက်ထားနဲ့ဟိုပစ္စည်းတွေလည်းအကုန်ပြစ်ထားခဲ့ရဘာမှမပါ25တော့မဲပေးခဲ့ရတယ်ကတော့ဟိုဘာမှလည်းမကြောက်ပါဘူးလေလွတ်လွတ်လပ်လပ်မဲပေးရတယ်အခုကပြည့်လွားနေအောင်ဆိုတော့ ီဘက်မှာမဲယုံလည်းမရှိဘူးမဲပေးဖို့လည်းမလွယ်ဘူးပေးလည်းပေးချင်တယ်မရှိနိုင်ငံသားတိုင်းမဲပေးနိုင်စွမ်းမရှိတဲ့အပြင်ဆေးဥစုလက်အောက်ခံရွှေကောက်ပွဲကော်မရှင် UEC အနေနဲ့လည်းနေရာတိုင်းမှာမဲပုံမထောင်နိုင်ပါဘူးတနိုင်ငံလုံးမှာမဲဆန္ဒနဲ့330မြို့နယ်ရှိတဲ့အထက်က56မြို့နယ်မှာရွှေကောက်ပွဲ လုံးဝကျင်းပနိုင်မှာမဟုတ်ဘူးလို့ UEC ကစက်တဘာ14ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ် ရွေးစီရဲ့ထုတ်ပြန်ချက်အရဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်202မြို့နယ်မှာရွေးကောက်ပွဲအပိုင်းတက်အဖြစ်ကျင်းပမှာဖြစ်ပြီးတော့ဇန်နဝါရီ17ရက်နေ့မှာတော့ရွေးကောက်ပွဲအပိုင်းနှစ်အနေနဲ့မြို့နယ်တရားမှာထပ်မံကျင်းပမယ်လို့သိရပါဗျ။ဒါကြောင့်ကြန့်ရှိနေသေးတဲ့82မြို့နယ်မှာရွေးကောက်ပွဲဆက်လက်ကျင်းပနိုင်အောင်မလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲတုန်းကတော့မြို့နယ်စုစုပေါင်း330တဲ့က 315မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ခဲ့တဲ့အတွက်လက်ရှိဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရှင်ရင်များစွာကွာခြားမှုရှိနေပါတယ်။ကဏီမျိုးကဆေးပေးဆောင်တယောက်ကတော့2020ပြည့်နှစ်ကရွေးကောက်ပွဲနဲ့လက်ရှိဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲဟာမြေပြင်အခြေအနေနဲ့လုံးဝမတူညီတဲ့အတွက် ရွေးကောက်ပွဲအပေါ်ယုံကြည်မှုမရှိဘူးလို့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဘာကွာတော့ဗျာငကိုတော့ရွေးကောက်ပွဲကပျော်ပျော်ပါပါ ဘသူနဲ့လည်းငါမမထည့်ရင်မဖြစ်ဘူးဆိုပြီးတော့တောင်းတောင်းပြပြကြိုးဆိုကြတယ်အဲ့အရင်ရွေးကောက်ပွဲတော့ခကြီးသွားတဲ့လူကလည်းကိုကျေးရွာကိုပြန်ထည့်တယ်ကိုမျိုးနယ်ကိုပြန်ထည့်တယ်နိုင်ငံခြားသွားတဲ့လူကလည်းကိုစီကိုပြန်ပြီးတော့မဲထည့်ကြတယ်ဘာအခုရုပ်ကထဲဝါမြဝေးပါသေးပြည်တဲ့ကစိုးမိုးထားတဲ့နေမြေဆိုလို့ရှိရင်ဒီကောင်တွေဘယ်လိုလုပ်လာမဲယုံတဲ့မှာလဲထဲလို့လဲ စိတ်ဝင်စားဘူးထဲဘောကလည်းထဲဘောကစိတ်ဝင်စားတယ်သူလည်းမဲပုံလာမတည်နိုင်ဘူးမတည်လည်းမတည်နိုင်ဘူးထဲလည်းမထဲနိုင်ဘူးတည်လည်းမထဲဘူးဘာဒီကောင်နေဒီလောက်ဒုက္ခပေးတဲ့ကောင်နေဒုက္ခရောက်နေတဲ့လူတွေညင်လေသူတို့ကသဘောကျနေနေမှာတို့ကလည်းမင်းတို့ကောင်နေမဲမပေးဘူး လုံးဝမပေးဘူးစကိုင်းတိုင်းထဲမှာစစ်ပေးဆောင်ကိစ္စတွေကိုကူညီပေးနေတဲ့ CDM ကတိကဒေါ်ရည်ဒီအောင်ကတော့လက်ရှိစစ်အုပ်စုဟာစကိုင်းတိုင်းထဲကမြို့နယ်တချို့ကိုစစ်ကြောင်းထိုးနေပြီးအဲ့ဒီရွာတွေမှာမဲပုံးမထောင်နိုင်ပေမဲ့ဒေသခံတွေကိုရွာထဲပြန်ဝင်ခြင်းရင်လက်မှတ်ထိုးခိုင်းပြီးမှပြန်ဝင်ခွင့်ပြုနေတဲ့အတွက်အဲ့ဒီလက်မှတ်တွေဟာကြိုတင်မဲတွေဖြစ်သွားမှာကိုစိုးရိမ်တယ်လို့ဆိုပါတယ် ဒါအပြင်မျိုးပေါ်ကပြည်သူတွေလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအကြက်တဲတွေရင်ဆိုင်နေရတယ်လို့လည်းသူကဆိုပါတယ်။ကျမအနီးနားဝန်းကျင်ကလက်ရှိစပင်းဆောင်နေရောဒီစစ်အုပ်စုရဲ့ရွေးကောက်ပွဲကျင်းပမဲ့ရက်မှာသူတို့နယ်တွေမှာရွေးကောက်ပွဲလုံးဝမလုပ်ပါဘူး။သို့တော်လည်းပဲအခုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတွေကရွာသားတွေကိုကျွာတဲ့ကိုပြောင်းဝင်ခြင်းရဲ့လက်မှတ်ထိုးပြီးတော့ပြောင်းဝင်မှာ လိုချင်တဲ့ပစ္စည်းလေးတွေယူပါဆိုပြီးတော့မှလက်မှတ်ထိုးပြီးတော့မှဝင်ခိုင်းတာတွေလုပ်နေတယ်အဲ့ဒီလက်မှတ်ထိုးလိုက်တာတွေကရွေးကောက်ပွဲမှာကြိုတင်မဲ့ပေးတဲ့သဘောသွားမျိုးဖြစ်မလားဆိုတာတော့ကျွန်မတိတိကျကျမပြောနိုင်ပါဘူးရှင်မဲထည့်ရမယ်အခြေအနေကတော့အခုမြို့ထဲမှာအကြောင်းကြောင်းကြောင့်မရှောင်မတိန်တာပိတ်မိနေတဲ့လူတွေအတွက်တော့အဲ့ဒီမဲထည့်ဖို့အတွက်ကတော်တော်ကို စိတ်အကျဉ်းကျက်ကြရတဲ့အနေအထားဖြစ်နေပါတယ်ရှင်။ကြုံတော့တခါတည်းတတိပေးထားမယ်နော်။လာမယ့်ဒီဇင်ဘာမှာ ရွေးကောက်ပွဲရှိတယ်။အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်။ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်။စစ်ကောင်မရှင်ကရွှေကောက်ပွဲနဲ့ပတ်သက်ပြီးစန်းကျင်တဲ့သူတွေကိုဖမ်းဆီးထောင်ချနိုင်ဖို့အတွက် ဇွန်လ29ရက်နေ့မှာရွှေကောက်ပွဲအကောက်ွဲပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။အချက်လက်ကောက်ယူတဲ့အဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ November 3ရက်နေ့အချက်လက်အရအဲ့ဒီရွှေကောက်ပွဲကောက်ွဲပေးရေးဥပဒေနဲ့အောက်တိုဘာလကုန်အထိ3လအတွင်းမှာအမျိုးသမီး9ယောက်အမျိုးသား83ယောက်စုစုပေါင်း88ယောက်ကိုဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ ဆေအိုစုကကျင်းပမဲ့ရွေးကောက်ပွဲကိုတရုတ်နဲ့ရုရှားနိုင်ငံတို့ကလွှဲလို့ဥလသမကအပါဝင်နိုင်ငံကအဖွဲ့အစည်းတွေနဲ့အစိုးရတွေကအတိမတ်ပြုထောက်ခံတာကိုမတွေ့ရပါဘူး။အာဆီယံအဖွဲ့အစည်းကတော့လက်ရှိဆေအိုစုကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်အပြစ်ခတ်ရစဲရေးနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်တင်တယ်လို့အောက်တိုဘာ26ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ ချုပ်ပြောရရင်တော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေပြည်သူတွေရဲ့နေရွှန့်ဆွန့်ခွာမှုတွေနိုင်ငံတကာရဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူလာမယ့်2025ခုနှစ်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမရှိဆိုတာကိုဆက်လက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါရဲ့ရှင်